နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ငြိမ်သက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれနိုဝင်ဘာလ10ရက်တနင်္လာနေ့ တုတ်တန်ချံအခန်းကြီး31အခန်းငယ်24မှ31အထိချောသောအထယ်လေးကိုရဲ့၍ရောင်းတတ်၏ခါးစည်းတို့ကိုလည်းကုံသင်၌ချတတ်၏သူလုတ်သောအထယ်လေးသည် ခိုင်ခန့်၍လှသောအစင်းနှင့် ပြည့်စုံသဖြင့်သူသည်နောင်ကာလ၌ဝမ်းမြောက်လိမ့်မည်ပညာစကားကိုပြောတတ်၍မေတ္တာတရားအဖြင့်နှုတ်မွက်တတ်၏အိမ်သူအိမ်သားပြုမှုသမျှတို့ကိုကြည့်ရှုတတ်၏ ပြင်းရည်ခြင်းအစာကိုမစားတတ်သူ၏သားသမီးတို့သည်ထ၍အမိကိုကောင်းကြီးပေးတတ်ကြ၏သူ၏ခင်မွန်းကလည်းလူမျိုးသမီးအများတို့သည်ကောင်းမွန်စွာပြုကြပြီသို့ရာတွင်သင်သည်ထိုသူအပေါင်းတို့ကိုလွန်ကဲပြီဟုသူကိုချီးမွမ်းတတ်၏ယင်ကြီးသောအရာသည်လှည့်စားခြင်းနှင့်ရှင်တတ်၏လှသောအစင်းသည်လည်းအချီးနှီးဖြစ်၏။ထာဝရဘုရားကိုကြောက်ရွံ့သောမိမမူကား ချီးမွမ်းခြင်းကို ခံရလိမ့်မည်ထို့သောသောမိမကျင့်ရာအကျိုးကိုပေးလော့သူပြုသောအမှုသည်မြို့တကားတို့၌သူ၏အသီးရေကိုထင်ရှားစေသည်ဟာရဖျားကိုကြောက်ရွံ့သောမိမမူကားချီးမွမ်းခြင်းကိုခံရလိမ့်မည်။တုတ်တန်ချံခန်းကြီး31အငယ်30 ရားသခင်ကိုကြောက်ရွံ့သောအမျိုးသမီးရိုဇီမွေးနေ့ပွဲသည်မေမေယာနိုင်ခဲ့သောနေ့တစ်နေ့ဖြစ်ခဲ့သည်အစာအသောက်ကအရသာရှိသည်စပွဲဝိုင်းကရေမောတံများနှင့်စီနေပြီးသူမ၏ပထမဆုံးမြေးလေးပါရှိနေခြင်းကပို၍ကြည်နူးစရာဖြစ်သည်တို့တော့ဤကောင်းသောအရာများကတားနှယောက်ဤဂုံပြုမှုကိုမရှင်နိုင်ပါ ရိုဇီအိမ်တော်ကြီးမှာမတီးမြဲခဲ့တော်လဲတခုလက်မိခင်တဦးအနေဖြင့်ဒုမအီထူးခြားသောစွမ်းရည်များသည်တားနှစ်ယောက်အပေါ်တက်ရောက်မှုကို ဖြစ်စေခဲ့သည်သူတို့ဤချီကျူဂုံပြုမှုများသည်သူတို့ဤလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်ဒုမအတတ်နိုင်ဆုံးလှုပ်ဆောင်ပေးခဲ့မှုကို ထင်ဟပ်ပြနေသည် အမေကဖျားသခင်ကိုကြောက်ရွံ့တဲ့အမျိုးသမီးဖြစ်တဲ့ဟူသည့်တားငယ်ဤမတ်ချက်က သားများရှိတွင်ပေါ်လွင်နေသည့်ရိုဇီအနေအထားကို အကောင်းဆုံးဖော်ကျူနေသည်သုတ်တန်ကျန်ခန်းကြီး37အငယ်30မှ31တွင်အိန်ဒောင်၌သာရဖျားကို ကြောက်ရွံ့သောအသိဉာဏ်ပညာသည်မိတို့မိဘုံဖြစ်သည်ကိုကျမ်းစာဖတ်သူများတွေ့နိုင်သည်နေချလျံဖျားသခင်ကိုယူသိခြင်းဟူသည့်သာရဖျားကိုကြောက်ရွံ့ခြင်းသဘောသည် လူတူကိုယုံကြည်ထိုက်သူဖြစ်ရင်အလौကြိုးစားပြီးငွေကြေးကို အလေအလွတ်မဖြစ်စေဘဲကောင်းစွာစီမံသူဖြစ်ရန်တွန်းအားပေးသည် ထို့ပြင်ပညာရှိအမျိုးသမီးသည်အိမ်တောင်ကိုဥစားပေးသည့်စိတ်ထားရှိသည်ဆိုရ၌မိသားစုအတွက်သာဟုသဘောမထားပါပြင်ပလူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းကလည်း အခြားသူများဤအတိမတ်ပြုချီးမွမ်းမှုကို ရရှိစေသည်ရိုစီကဲ့သို့ပင်ဘုရားသခင်ကိုကြောက်ရွံ့သောအမျိုးသမီးများဤဘဝပုံစံများကို လူတို့မသိဘဲမနေအထူးသဖြင့်အတူနေသူမိသားစုများဆိုလျင်အတိဆုံးဖြစ်သည်အရင်ဤဆုံးသူများက သူတို့ကိုချီးမွမ်းကြသောအခါအံ့ဩစရာတော့မဟုတ်ပါဘုရားကိုကြောက်ရွံ့သောသခင်ယေရှု၏နောက်လိုက်များဖြစ်ခြင်းပါသလား ရားရှင်ထံအဘဲကြောင့်ဆုမတောင်းသည်နီခက်ခဲသောအခြေအနေများ၌ပင်ဘုရားသခင်ထံမှဆုတောင်းချက်အပြည့်ရသောအခါအံ့ဩမတော်ပါနှင့်မလွယ်ကူသောအခြေအနေများတွင်ပင် ဘုရားသခင်အတွက်နှိမ်ချသောစိတ်ဖြင့်အသက်ရှင်နေထိုင်ရန် အခြားသူများကသင်အားမိတို့နိုးဆိုသည်။ဘုရားသခင်နှင့်သူ၏ဉာဏ်ပညာတော်ကိုသင်မိတို့ တောင်းခံနိုင်သည်။ဉာဏ်ပညာနှင့်ပြည့်စုံသောဘုရားသခင်ကိုရောကိုချစ်ခြင်းဘုံတော်ထင်ရှားစေခြင်းနဲ့ယိုသေးလေးစားခြင်းအမှုအရာများတွင် သခင်ယေရှု၏ပုံသက်သည့်အတိုင်းလိုက်လျှောက်နိုင်ရန်ကျွန်ုပ်ကိုခွန်အားပေးသနာတော်မူပါ သခင်ယေရှုနာမ၌ဆုတောင်းပါ၏အာမင်နေ့စဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝအတ္တများ ဖြစ်တည်နိုင်ကြပါစေ။